ားလုံးပဲမင်္ဂလာပါအာကျွန်တော်တို့ဒီနေ့မှာတော့ Apollo ဆေးရုံမှာတွားရောက်ပြီးတော့ robotic နည်းပညာနဲ့ CABG ပေါ့နော်သွေးကြောဖြည့်ဆက်ခွဲစိတ်ထားတဲ့အင်္ဂယ်နဲ့ interview လေးစီစဉ်တာပါခင်ဗျအင်္ဂယ်မင်္ဂလာပါဟုတ်မင်္ဂလာပါအင်္ဂယ်အကြောင်းလေးမိတ်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါအင်္ဂယ်ကဒီနှလုံးနဲ့ပတ်သက်ပြီးတော့ကြတော့ဗောလေ surgery လုပ်ရမယ်ဆိုတော့ဒီမှာ medical check up result အရာပေါ့လေအဲ့ဒါနဲ့ ဒီ bypass လောက်မယ်ဆိုတော့အန်ကယ်အများကြီးစဉ်းစားတယ်။ရန်ကုန်မှာကျတော့အန်ကယ်တို့က break open လောက်ရမယ်။အဲ့တော့အန်ကယ်တို့ဒီ Apollo ဒီက hub နဲ့သွားတွေ့လိုက်တော့ကျတော့ no not only this way ပေါ့လေ robotic surgery လည်းလုပ်လို့ရတယ်ဆိုတော့အဲ့ဒါကိုသိတာနဲ့အန်ကယ်ကဒီ robotic surgery နည်းကို I prefer move ပေါ့လေ။ဒါကြောင့်ဒီကိုဆိုင်တို့စီမှာသွားပြီးတော့လေ့လာတယ်။လေ့လာပြီးတော့ကျတော့မနစ်ကဒီ October 3ရက်နေ့မှာ မြူးတီလီအပူလူအဲ့ဒီမှာသွားပြီးတော့ခွဲစိတ်ကုသခဲ့ပါတယ်အစားစားအာရရာအားလုံးအဆင်ပြေပါတယ် it takes only one week but the pet have ကြာပါတယ်နော် now recovery လည်း very quick အမြန်မြန်မြန်ကြီးပြန်ကောင်းပါတယ်ဒီနေ့ဆိုလို့ရှိရင်တစ်နှစ်ပြည့်ဟု၃ရက်၄ရက်လောက်ပဲလိုရတော့နော်တပတ်တော့မလိုတော့အောင်ဒါပေမဲ့အန်ကယ်ရဲ့အနေဒါတော့ very good result ပါ ဟုတ်အကုန်လုံးအချိန်လေးကောင်းပါတယ်ဟုတ်ဟုတ်ဝမ်းသာပါတယ်အန်ကယ်အန်ကယ်ကျွန်တော်တို့ရုံးတဲ့ချိတ်ဆက်ပုံလေးလဲအာမိတ်ဆက်ပြောပြပေးပါအောင်ခင်ဗျဘယ်လိုဘယ်လိုဖြစ်ပြီးတော့ကျွန်တော်တို့ရုံးတဲ့ချိတ်ဆက်ပြီးတော့တွားရောက်ကူတာဖြစ်တာလဲဟုတ်ကဲ့ဒီအန်ကယ်ကိုဒီ bypass လောက်ရတော့မယ်ဆိုတော့ရန်ကုန်မှာစုံစမ်းလိုက်တော့ကြတော့သူတို့ကတော့ cut open လုပ်မယ်ပေါ့လေနိုင်ယူတွေချိုးမယ်ပေါ့လေဒီလိုဟာတွေအန်ကယ်အများကြီးကြားရတယ်သူတို့ရဲ့အားနေချက်အားသာချက်တွေလည်းကြားရတော့နောက်တာအန်ကယ်မိတ်ဆွေတွေနဲ့လက်မိလိုက်တော့ကြတာဟာ မိုက်ကယ်ဦးဇော်ဝေးအကေဂျီများအိန္ဒိယနယူးဒီလီအပိုလိုကိုသွားမယ်ဆိုလို့ရှိရင်အဲ့တမျိုးတည်းမဟုတ်ဘူးသုံးမျိုးလောက်ရှိတယ်အဲ့ဒီမှာအကောင်းဆုံးကတော့ robotic နဲ့လုပ်ရရင်တော့အကောင်းဆုံးဖြစ်မယ်လို့သူတို့ကပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်အန်ကယ်ပြေးသွားဆွေးနွေးရမလဲဆိုတော့ဒီမှာအပိုလီရဲ့ဟိုပါပေါ့လေကျွန်တော်တို့ဘာပြောအောင်လဲ branch ပေါ့လေနော်အပိုလီရဲ့ဒီ hub လေးမှာသွားပြီးတော့ကျွန်တော်အဲ့ဒီဆရာဝန်နေနဲ့သွားပြီးတော့တွေ့ဆုံရင်းမေးမြန်းရင်းစုံစမ်းရင်းလုပ်လိုက်ပါတယ် အဲ့ဒီအခါမှာအန်ဂယ်လေး very appreciate ပါ what they answer to me တော်တော်လေးကိုကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ကဘာပြောလဲဆိုတော့အဲ့ဆိုရင်အန်ဂယ်ရဲ့ဒီ CD ရိုက်လာတာရှိသလားဆိုတော့အဲ့နဲ့အန်ဂယ်ကဘာရှိလဲ CD လည်းပါတယ်ဆိုအဲ့ဆိုချက်ချင်းတမီးတို့ဟိုအိန္ဒိယကိုပို့ပြလိုက်မယ် New Delhi ကိုအဲ့ဒီတော့မှအန်ဂယ်လုတ်ချင်တယ် robotic ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတဲ့ reset ကိုကိုဘက်ကဒီဆရာဝန်ကြီးတွေအကြောင်းပြန်ပါလိမ့်မယ်ဆိုတော့ တို့ service ကတအားကောင်းပါတယ်အင်္ဂယ် CD baby ဘလောက်ဝမ်းမကြောက်ချက်ချင်းပြန်ပြီးတော့ response လုပ်ပါတယ်ဖြစ်နိုင်တဲ့အနေအထားရှိပါတယ်เนาะဒါပြီးမဲ့ဟိုရောက်ရင်တော့ပြန်ပြီးတော့ကျတော့ဟိုစစ်တော့ဆေးရမယ်ပေါ့လေအဲ့လိုပြောတယ်အဲ့တော့အင်္ဂယ်ကတော့ဒါကိုလုံးဝအုတ်တုံယုံကြည်တယ်ပေါ့ကဲသမီးအဲ့ဒါဆိုရင်အင်္ဂယ်အဲ့ဒီကိုသွားမယ်အင်္ဂယ်အတွက်လိုအပ်တဲ့အားလုံးစီစဉ်ပေးပါဆိုပြီးတော့အဲ့လိုအဆက်အသွယ်နဲ့အင်္ဂယ်ဘယူတီလေးကိုသွားခဲ့တာပါ ။ဒီကနေ့မနေ့ကထွက်သွားတာစက်တင်ဘာအခုဒီအပဲ28နှစ်မှာအငယ်ထွက်သွားတာပါ။ဟုတ်ကဲ့ပါအငယ်ဟုတ်။အငယ်ဟွာပေါ့နော်အိန္ဒိယမှာစုစုပေါင်းဘယ်လောက်ကြာခဲ့လဲခင်ဗျ။အင်္ဂီကစီးယုံမှာတော့တပတ်ပဲကြာတယ်။ဟုတ်ကဲ့ဟုတ်။နော်တပတ်ပဲကြာတယ်။ဒါပေမဲ့အင်္ဂီက recovery ဒီ period လေးကိုပုံမှန်တော့တပတ်လောက်ထပ်နေလိုက်တယ်။ဟုတ်။ဘာဖြစ်လို့လဲဆိုရင်ပြန်လာလို့ရှိရင်အင်္ဂီကနည်းနည်းဆိုရင်တော့ဟုတ်ကဲ့ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုလို့ချင်းအိန္ဒိယမှာပဲနေလို့ရှိရင်တော့ ်ဆေးရုံတွေလည်းနှီးတယ်ဆရာဝန်ကြီးလည်းပဲကိုယ်နဲ့ယဉ်နှီးနေပြီဆိုတော့လိုအပ်လို့ချင်းချက်ချင်းပြအောင်လို့ဆိုပြီးတော့တပတ်လောက်ခေါတယ်မှနေလိုက်ပါလေဟုတ်ကဲ့အဲ့တော့ကြောင့်တပတ်လောက်လည်းနေပြီးတော့အကဲအနေထားလုံးဝကောင်းတယ်ဆရာဝန်ကြီးနဲ့အခုဒေါက်တာဘရွန်နဲ့သွားပြီးတော့ဆက်လိုက်တော့အကဲ okay အလုံးစင်ပြေတယ်ဆိုတော့အဲအကဲပြန်လာခဲ့တာဟုတ်ဟုတ်အကဲအဲ့တော့အခုတနှစ်တွင်းမှကျတော့အကဲအိန္ဒိယကိုပြန်ပြီးတော့ follow up ပြန်သွားဖို့ကလိုခဲ့လားခင်ဗျအဲမလုခဲ့ဘူးငယ်မလုခဲ့ဘူးဟုတ်ကဲ့ operation surgery မလုခင်တော့လည်းပဲငယ်ကဒီမကောင်းတဲ့အခြေအနေလက္ခဏာတွေပြလို့လုရတာမဟုတ်ဘူး because of the result of medical check up အဲ့ဒါကြောင့်လုတင်တယ်လို့ဒီ cardiologist တွေကအကြံဉာဏ်ပေးတာ ਨੇ nothing happened to me ဒါပေမဲ့လုတင်တယ်ဆိုတော့ကဲအဲ့ဒါဆိုရင်ဆရာဝန်ကြီးတွေကလုတင်တယ်လို့ပြောတယ်ဆိုရင်တော့ သွားလုံမယ်ဆိုပြီးတော့ကျတော့အဲ့ဒီအပူလိုကိုသွားလိုက်တာပါအဲတော့ခုအပူလိုက်ပြန်လာတော့လေတိုင်ကဲမှာထူကြတဲ့ဆိုင်းတွေဘာတစ်ခုမှမရှိပါဘူးအားလုံးက very healthy ပါအကုန်လုံးကောင်းပါလေ good result ဟုတ်ကျေးဇူးပါအင်ကဲအင်ကဲအဲကျွန်တော်တို့ရုံးနဲ့ချိတ်ဆက်ပြီးတော့သွားရောက်ကုသခဲ့တဲ့အတွက်အဆင်ပြေမှုတွေမပြေမှုတွေအဲ့ဒီအကြောင်းလေးလည်းညွှန်ပြပြပါအောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအပူလိုနဲ့ချိတ်ဆက်တာကတော့အကုန်လုံးကအဆင်ပြေပါလေဒီဗီဇာကိစ္စမှာအစား လင်းတိကက်ကအစားဟိုမှာတဲဘူးခူကိစ္စအစားဒီအပိုလိုရဲ့ service ကတော်တော်လေးကိုကျွန်တော်တို့ကောင်းတာကိုတွေ့ရပါတယ်အားလုံးစီစဉ်ဆောင်ရွက်ပြီးပါတယ်ဟိုရောက်တဲ့အခါမှာလည်းအပူလူရဲ့ဒီမြန်မာ staff တွေပေါ့လေ interpreter တွေပေါ့သူတို့ကလည်းပဲလာပြီးတော့လေစိတ်ကိုကျူးပေးတယ်ပကန်းတွေပါတယ်လေ hotel ကိုဆေးရုံနဲ့နေတဲ့နေရာလေးတွေကိုလည်းသူတို့ကရှားပေးပါတယ်အဲ့တော့ဆေးရုံမှာရောက်နေတဲ့ကာလမှာလည်း at least 2 or 3%ဆိုတော့သူတို့က package ကိုလာလာပြီးတော့တွေ့တယ်မင်းမြန်တယ်ဗမာလူပြောချင်တာတွေအကုန်လုံးရှင်းရှင်းလင်းလင်းပြောပြလို့ရတယ်ဒီဝန်ဆောင်မှုတွေကလည်းပဲ package မြင်တော့ဘာမှကိုလူလီသေးမရှိပါဘူးအလုံးအဆင်ပြေပါတယ်ဒီကလေးတွေကိုလည်းပဲအမတားမှကျေးဇူးတင်ပါတယ်ဟုတ်အင်ကဲဟိုကျွန်တော်တို့ကခွဲစိတ်ရမယ်ဆိုလို့ရှိရင်လူတွေကလူနာတွေကပေါ့နော်စွန့်ရကြတာပေါ့ဟာစိတ်ဦးနဲ့ခွဲမှလားပေါ့လူနဲ့ခွဲတာတော့မှပဲ ဒီခွဲစိတ်တဲ့အတွက်နောက်ဆက်တွဲ complication တွေရှိတာပေါ့နော်စိတ်ဦးနဲ့ခွဲလို့ရှိရင်ပို့ပြီးအန်နေမများဘူးလားဆိုရယ်ဆိုးရိမ်မှုတွေရှိတယ်အဲ့အတွက်အန်ကဲအဲ့အတွေ့အကြုံလေးကိုမဆိုးရင်ဖို့အတွက်ဘယ်လိုလေးများအာသတင်းစကားပါကျင်လဲခင်ဗျအဲအန်ကဲအမြင်နဲ့ပြောရရင်တော့ robotic surgery က most safety ပါပို့ပြီးတော့ကောင်းတယ် more convenient ပါတော့က recovery period very short ပါเนาะတာမန်အောက်ပါလောက်တာနဲ့မတူပါဘူး ဲ့တော့ယုံယုံကြည်ကြည်နဲ့ robotic CABG ပေါ့လေ robotic surgery ကိုလုပ်တင်တယ်လို့အင်ကယ်တော့အကြံဉာဏ်ပေးခြင်းပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အင်ကယ်ဟုတ်ကဲ့ပါအင်ကယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့အမ်မိတ်ဆွေတို့အနေနဲ့အင်ကယ်ဥစ္စာဝိတ်လို့ဒီကျွန်တော်တို့နောက်ဆုံးပေါ်နီးပညာပေါ့နော် robotic CABG robotic barrel placement ဒီ robotic နဲ့ နိပညာတုံးပြီးတော့နှလုံးခွဲစိတ်ကုသခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အပိုလိုစိတ်ယုံကိုယ်စားလှယ်ရုံးကိုဆက်သွယ်ပြီးတော့ဆောင်ကန်းနိုင်ပါတယ်ခင်ဗျာအား